တမရာကြီးဆိုတဲ့စကလုံးပါဝင်တဲ့ကြပြားတစ်ပုဒ်ကိုလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာရေးသားဖြန့်ဝေခဲ့တာကြောင့်ဆက်သွယ်ရေးအဥပဒေပုံမှ66ခါကြီးနဲ့တရားစွဲဆိုခံထားတဲ့ကြပြားဆရာမောင်ဆောင်ခါကိုအမှုရုပ်သိမ်းခြင်းမရှိဘဲရုံးကျင်းသာထပ်မံချိန်ဆလိုက်ပါတယ်။2016ခုနှစ်အေပီလ22ရက်နေ့မှာမောင်ဆောင်ခါကိုရွှေပြည်သားတရားရုံးမှာပုံမှန်ရုံးထုတ်ခဲ့တာပါ။နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးကျင်းသားများလွတ်မြောက်ရန်နီလန်းတုံးသွင်းတဲ့လှုပ်ဆောင်ချက်တွေကြောင့် အဆိုပါယုံကြည်မှာနော်ကြပြဆရာမောင်ဆောင်ခါကိုဆွဲဆိုထားတဲ့အမှုများရုပ်သိမ်းလိမ့်မယ်လို့ထင်မြင်ယူဆချက်တွေရှိခဲ့ပေမဲ့တရလိုမှလာရောက်ရုံသိမ်းခြင်းမရှိတာကြောင့်ကြပြဆရာမောင်ဆောင်ခါကိုဆက်ပြီးတော့ယုံကြည်တာထပ်မံချင်းဆိုခဲ့ပါတယ်ယခုယုံကြည်မှာတရလိုမှအမှုလာရောက်ရုံသိမ်းခြင်းမရှိတဲ့အပြင်ယုံကြည်ကိုပါလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်တရလိုကိုစစ်ဆေးခြင်းမပြုလုပ်ခဲ့ရဘဲယုံကြည်တာထပ်မံချင်းဆိုခဲ့ရတာပါအခုလိုယုံကြည်တာချင်းဆိုခဲ့ခြင်းပေါ်စစ်တော်ရဲ့ဥပဒေနဲ့တရားစွဲဆိုထားတာမို့ အခြားနိုင်ငံရဲ့အမှုများကိုသာပိတ်သိမ်းပြီးဆိုပါဆက်သွယ်ရေးဥပဒေကိုသာမယုံသိမ်းခြင်းကစဉ်းစားစရာဖြစ်တယ်လို့အခုလိုပြောပါတယ်။ဒီနေ့ကကျွန်တော်တို့ပထမမျှော်လင့်တာကဒီနေ့စောစောကြောက်ကကြီးကြံတာကိုဒီနေ့အမှုပိတ်သိမ်းမယ်လို့ခင်ဗျာတို့တော့ဒီနေ့မပိတ်သိမ်းဘူးပေါ့နော်။ဘယ်တော့မှလည်းပိတ်သိမ်းမယ်လို့တော့ကျွန်တော်မထင်တော့ဘူး။ဒါလို့66ဒီဆက်သွယ်ရေးဥပဒေကိုဒီလက်ရှိဆူရဆက်လက်ချန်ထားမယ်လို့ကျွန်တော်ယူဆပါတယ်။ဆိုပါရုံချင်းမှာကြပြဆရာမောင်ဆောင်ခါကိုလာရောက်အားပေးတဲ့တက္ကသကျောင်းသားကောင်းဆောင်ပိုင်ရင်သူကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှနိုင်ငံ၏အကျဉ်းသားများလွတ်မြောက်ရန်အတွက် လှုပ်ရှားဆောင်ရွက်မှုကိုပြည်ထောင်စုဝန်ကြီးဌာနကလေးထားစေခြင်းကြောင့်လည်းအခုလိုပြောပါရတယ်။ဟုတ်တကယ်တမ်းဆိုလို့ရှိရင်ဂျုံမှုတွေကရှုပ်သိမ်းသိမ်းတဲ့အမှုတွေဖြစ်နေပြီ။ ဟိုဒီကတကယ်တမ်းဆိုရင်နိုင်ငံရေးအမှုလို့ပဲကျွန်တော်သုံးသပ်လို့ရတယ်နိုင်ငံရေးမှုပဲသူဆိုတော့ခံရတဲ့အမှုက66ခါကြီးရယ်55ခါရယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်း55ခါနဲ့တရားရင်ဆိုင်တဲ့လူဖြစ်တယ်အဲ့တော့55ခါကျွန်တော်လွတ်လာတယ်အချုပ်ဝါးနဲ့လွတ်လာတယ်အဲ့မှာထူးခြားတာတစ်ခုကဒီနိုင်ငံရေးပုံမှန်ရတဲ့မှာဒီအလံအလောက်ဟောအလံဥပဒေ16ပုံမှန်နဲ့မနေ့ကမြင်းညံထောင်ကအကြောင်းသားနှစ်ယောက်ထွက်လွတ်လာတယ်အဲ့တော့ဒီတန်းမှာပုံမှန်16ဆိုတဲ့ဟာမျိုးကနိုင်ငံရေးပုံမှန်ရတဲ့မှာ ဟိုအနည်းဆုံးလို့ပြောလိုက်ရအောင်6ဆောက်ကကြီးရမှာလူတိများတဲ့ဟာမျိုးဘာကြောင့်မလွတ်တာလဲဆိုတော့ချိတယ်ပြီးတော့သူ့ရဲ့တရလူတွေကရဲမှုဆိုတာသိတာရဲရဲရဖြစ်နေပြီးတော့ပြည်သူတယောက်ဟို အပြစ်မှုပြစ်ဒဏ်မရှိဘဲနဲ့အတင်းဆောင်ထဲမှာနေရတဲ့ကိစ္စကိုဘာဖြစ်လို့သူ့အနေနဲ့စာနာသနာသိမ်းမရှိဘဲမလွတ်လပ်ဆိုတော့မိန်းကုန်းနေအဲ့တော့အဲ့ဒီရေကပြောင်းပြွင့်ပြောင်းလဲမှုမရှိတဲ့ရေလားဆိုတဲ့ဟာမျိုးကျွန်တော်တို့တန်တရားရှိတယ်ပေါ့အဲ့ဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့မိန်းကုန်းထုတ်ဖို့လိုတယ်အဆိုပါရုံးချင်းမှာကြပြဆရာမောင်ဆောင်ခါကိုအမှုများရုံသိမ်းမယ်လို့ယူဆကပြန်လဲလွံ့မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့တာကသာတောင်းသောခေါင်းဆောင်များအလို့သမားရေးလှုပ်ရှားဆောင်သူများလည်းလာရောက်ဆောင်ဆိုင်ကြပါဗျာ